မောင်လူလှနဲ့ဥစားဆောင်အားလုံးပဲမင်္ဂလာပါယခုမြောက်ပြီးမဲ့အကြောင်းအရာလေးကတော့1960ပြည့်နှစ်ဝန်းကျင်ကရန်ကုန်မြို့ဗဟန်းမြို့နဲ့တနေရာမှာတကယ်ဖြစ်ပျက်သွားခဲ့တဲ့ဖြစ်ရမယ့်ဇလန်းလေးပါ1960ပြည့်နှစ်ကာလကရန်ကုန်မြို့ဗဟန်းမြို့နဲ့အတွင်းမှာကိုလိုနီခေတ်လက်ရာတွေနဲ့တိဆောက်ထားခဲ့တဲ့တသားအင်ဂျင်ကြီးတွေရှိနေပါလေရင်းခေတ်အခါကအောင်လင်းမီအထွန်းသားနဲ့ရင်းအဆောက်အုံတွေဟာရခင်က တာဒနာမြေတွေဖြစ်ခဲ့ရကနေတစားစားပြောင်းလဲတဲ့အခြေအောက်မှာလူတွေအနေဖြစ်ကိုကူးပြောင်းသွားခဲ့တာပါနှောက်လူတွေကတော့ရေးအင်တွေတဝိုက်မှာနာနာဘဝတွေအစိမ့်တွေကိုအများအပြားကျဆားလို့ရှိတယ်လို့ဆိုကြပြီးအချို့ကလည်းရှင်ဝင်များပိုင်ဆိုင်တဲ့ဥစ္စာဆောင်တွေရှိတယ်လို့ဆိုပါတယ်ငယ်မြူလေးကလည်းရန်ကုန်တက္ကသိုလ်မှာပညာလာရောက်သင်ယူနေတဲ့မောင်လူလဟာဥပဒေပညာကို တည်ယူနေသူဖြစ်ပြီးဗဟန်းစနလန်ကတစ်သားနှစ်ထိုင်အဟောင်းကြီးမှာလာရောက်နေထိုင်ပါလေစင်းရဲတဲ့ကျောင်းသားလေးမောင်လူလာဟာအသက်22နှစ်အရွယ်သာရှိသေးပြီးအင်ဂျီဖြစ်သူဒေါ်ဂျင်ဂျီကအင်ကိုဈေးချူချူနဲ့ငှားထားပြီးလို့လာနေတာဖြစ်ပါလေအရှင်ကတော့မောင်လူလာကိုည7နှစ်နောက်ပိုင်းအင်တွင်းမှာလှဲ့လည်မသွားဘူးတားမြစ်ထားပါလေတညမှာတော့မောင်လူလာကကျောင်းစာယူတိုင်းမှာ ညနေတဲ့အချိန်စာကြည့်ပြီးအိမ်မြောက်လာတဲ့အခါမှာတော့အင်းရှိဥယျာဉ်မှာဖဏတန်များသောကိုကြားလိုက်ရပါတယ်ထို့နောက်အင်းရဲ့မိရေမှိနေတဲ့အခန်းထဲမှာအဖြူရောင်ဝတ်စုံပြင်းတဲ့အမျိုးသားတူးကိုမြင်တွေ့လိုက်ရပြီးသူ့ရဲ့မျိုးလုံးတွေကအနှံ့ရအပေါကြီးအဖြစ်ဟောင်းလွှဲနေတာကိုတတိထားမိလိုက်ပါတယ်ဒီကြောင့်ကိုမလက်ရောက်တဲ့အခါမှာမောင်လူလာကအရှင်တန်ကိုမင်းမြတ်တဲ့အခါမှာတော့ ဂျော်ဂျီဂျီကဒီအိမ်မှာ1942ခုနှစ်ဂျပန်နေအုပ်စိုးတင်ကလူသက်မှုဖြစ်ခဲ့မှုတဲ့တည်ဆုံးသူကဥပအောင်ဆိုတဲ့ရွှေနှတောင်းကုန်တူဖြစ်ပြီးသူ့ရဲ့ပစ္စည်းဥစ္စာများကိုအဲရဲ့အမေအောက်မှာမြုပ်တံထားတဲ့သူအဆိုရှိတဲ့သူ့ရဲ့ဝိညာဉ်ကသူ့ရဲ့ဥစ္စာများကိုစောင့်ကြံ့နေပြီးညအချိန်မှာအင်းတွင်းမှာလှည့်လည်သွားနေတယ်လို့ဆိုပါတယ်ထိုနေ့မှာစပီမောင်လူလဟာအင်းတွင်းမှာထူးဆန်းတဲ့အဖြစ်အပျက်များကိုကြုံတွေ့လာရပါတယ် ဒီအဖြစ်ပြက်တွေကတော့ညာတန်းကောင်ကျော်မှာအရှိတကောက်ကိုတစုံတယောက်ကအပြင်ကနေဆွဲချိုတန်ကြာရခြင်းမိဖို့ကြောင့်မှဘသူမှမရှိဘဲဇုံးခတ်တမ်းများထွက်ပေါ်နေခြင်းမှန်တဲ့မှာဥပဝုံရဲ့ရိပ်ရောင်တွေပေါ်လာခြင်းတို့ကိုကြုံလာရပါလေမလူလတ်ဟာနှောက်ဆုံးမှာတော့အင်းရဲ့အုံမြောင်မှာရှိတဲ့ရှုဝတ်ခန့်ကိုရှာဖွေတွေးရှိခဲ့ပြီးဒီနေရာမှာဂျပန်ကစ်ကရွှေတင်ကားများနှထောင်းများနဲ့ ဥပအောင်ရဲ့အယိုးစုများကိုတွေ့လိုက်ရပါလေထိုအချိန်မှာဥပအောင်ရဲ့ဝိဉ္ဇဉ်ကပေါ်ထွက်လာပြီးငါအုပ်စာတွေကိုမတရားယူခဲ့သူတွေကိုတင်စားတိုက်ခဲ့တယ်ဒါပေမဲ့မင်းတို့ကငါအလောင်းကိုမင်းစချုပ်ပေးမယ်ဆိုရင်တော့ငါအေးရန်သွားမယ်ဟုလာရောက်ပြောဆိုခဲ့ပါလေနောက်တစ်ရက်မှာတော့သူတို့ကဥပအောင်ရဲ့အလောင်းကိုဗုဒ္ဓဘာသာတရားတိုင်မင်းစချုပ်ပေးခဲ့ပါလေထိုအချိန်မှစပြီးအိမ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေရက်တံသွားခဲ့ပြီးမောင်နာကလည်းအိမ်မှာဆက်မလို့တော့ပဲဒေါ်တင်ကြီးကိုရွှေတင်းကားများပေးပြီးထွက်ခွာသွားခဲ့ပါတော့တယ်။